မင်္ဂလာပါရှင်ဒီနေ့ exponent နဲ့ပတ်သက်တဲ့ပုံစံလေးတစ်ပုဒ်တို့ပြမယ်ပေါ့နော်အာဒီမှာဆို exponent လည်းပါမယ် fraction အပိုင်းကိန်းနေလည်းပါမယ်ပေါ့နော်အာထန်ညွန်းကိန်းနဲ့ပါမယ်အခုဒီမှာကထန်ညွန်းကအနှုတ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီမှာပြထားတဲ့ဟာကိုအပိုင်းကိန်းကိုအပေါ်အောက်ပြောင်းပြန်လာလိုက်မယ်အဲ့တော့64 by 25ဖြစ်သွားအဲ့တော့ဒီမှာထန်ညွန်းအနှုတ်နှစ်ပိုင်းတစ်ပိုင်းကဘာဖြစ်သွားမလဲဆိုအပေါင်းနှစ်ပိုင်းတစ်ပိုင်းဖြစ်သွားအဓိကအချက်ကအားရပါနော်အဲ့ဒီအချက်ကလေးကိုအနှုတ်ကို negative ကို positive ပြောင်းနေ ယ်ပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်အာဒီမှာ64 by 25ကိုတစ်ခါထပ်ပြီးပြောင်းမ64ကို8 square ဆိုပြီးတော့မှနှစ်ထပ်ကိန်းပြောင်းလိုက်တယ်25က9နှစ်ထပ်ပြီးတော့မှ the whole power 1 2 ုံတော့ထန်ညွန့်ထက်တင်ထားတော့ထက်ဆင့်ထန်ညွန့်ပေါ့နော်အဲ့တော့ထန်ညွန့်နှစ်ခုကိုမြှောက်လိုက်မယ်အဲ့ဒါလေးလည်းအဓိကအချက်ကလေးပါမြှောက်လိုက်တော့တက်ရတက်ရတော့ရှစ်တထက်ကျန်တာပေါ့နော်အပေါ်ကအောက်ကလည်းလည်းငါးနှစ်ထက်ကိုနှစ်ပိုင်းတစ်ပိုင်းဆိုထန်ညွန့်ကိုထန်ညွန့်နဲ့မြှောက်တော့သူလည်းငါးကျန်နဲ့ဖြည့်ရတော့ပါပြီဒါပေမဲ့ဒီအဖြေကို simplify ဖြည့်အောင်လို့ဆိုပြီးတော့ဟာ miss fraction ပြောင်းမယ်ပြောင်းလိုက်တော့တက်၅ပိုင်း၃ပိုင်းရပါတယ် အဖြစ်ပြီးသွားပြီးပုံစံလေးရတော့ဒါမဲ့ဒီမှာအဓိကမှတ်အမယ်အချက်ကလေးတွေကဘာလေးတွေလဲဆိုတာကိုကြည့်ပေးပါအောင်ချတော်ခြင်းနဲ့ကြောင်းသူကြောင်းသားမဖြစ်ဖို့မြတ်မြတ်လေးကျင့်ပြီးလို့ပါတယ်ခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်